မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခွနမိုင်တိုက်ပွဲမှာမိုးကုတ်ပြူဟာမှရဲဘော်ဝေလင်းကျော်ခေါ်ရဲဘော်ထွားချိုင်းစာဆုံးခဲ့2025ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကစေကောင်းစီတပ်ဖွဲ့ဝင်တွေနဲ့မိုးကုတ်ပြူဟာအပါဝင်အခြားမဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ခွနမိုင်ထိတွေ့တိုက်ပွဲအတွင်းအာဇာနည်ရဲဘော်ထွားချိုင်းဟာ င်းမြတ်စွာအသက်ပေးလို့ကြာဆုံးသွားခဲ့ရပါတယ်။ရေဘော်ထွားချန်ရဲ့ကြာဆုံးမှုအတွက်မိသားစုဝင်များနဲ့အတူဝမ်းနဲ့ကြေကွဲခြင်းများစွာနဲ့လေးစားစွာဂုဏ်ယူဥညွတ်အလေးညီပြုအပ်ပါတယ်လို့မဟုတ်ဘူးပြာကကြေကွဲဝမ်းနဲ့စွာထုတ်ပြန်ထားခဲ့ပါတယ်။မြင့်မြတ်စွာပေးဆက်သွားခဲ့သော ရေဘော်ဝေလင်းကြော်ခေါ်ရေဘော်ထွားချိုင်းကောင်းရာသူကတိ လာပါစေ။မန္တလေးတိုင်းတပိတ်ချင်း9မိုင်ဆိုတဲ့အတန်ကြားရင်ကိုရှင်တွေနာလာပါပြီ။ဒီတိုက်ပွဲတွေတင်မှာတံမိုးရှိတဲ့ရဲဘော်တွေများစွာကြဆုံခဲ့ရပါတယ်။ဒီချိန်ကြဆုံမှုဟာလည်းကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီးဒီလိုကြဆုံမှုတွေအတွက်ကျွန်တော်တို့ရှင်ထဲမှာဝန်ထဲချင်းများစွာဖြင့်ခံစားရပါတယ်။ ကျွန်တော်နဲ့သွေးမတော်သားမဆက်လဲတိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်နေတဲ့ရဲဘော်တွေကြဆုံသွားတဲ့အချိန်မှာတော့ကျွန်တော်ရဲ့နှလုံးသက်ပွတ်တီကိုရိုက်ခါလိုက်လို့နာကျင်ခံစားရပါတယ်ရဲဘော်ဝေလင်းကြော်ခေါ်ရဲဘော်ထွားချိုင်းဟာကြဆုံခဲ့ရတဲ့အချိန်မှာတော့သူရမ်းချစ်ရတဲ့အမေတယောက်ကိုမျိုးတော်လန်ရဲ့ခရောင်းလန်းကြီးထဲမှာထားရစ်ခဲ့ပြီးပဲဖြစ်ပါတယ် ဒါတယောက်ကိုဆုံရှုံလိုက်ရတဲ့အမေတယောက်ရဲ့ဝမ်းနည်းပူဆွေးခံစားမှုတွေကိုမြင်တွေ့နေရတာလေအင်မတန်စိုးနှစ်စရာကောင်းလွန်လာပါတယ်အမေအိုဟာဒါအတွက်ဝမ်းနည်းခြင်းများစွာနဲ့ဂုဏ်ယူနေမှာပါဒါကိုဆုံရှုံလိုက်ရပြီမဲ့ညွေဦးတော်တိုင်းရင်မှာပါဝင်တိုက်ပွဲဝင်နေကြတဲ့အနာဂတ်တာကောင်းလေးတွေကိုထပ်ပြီးမဆုံရှုံရဖို့အတွက် နွေဦးတော်လည်းအိမ်မှာနေတဲ့အတိုင်းပါဝင်နေကြဖို့အမေဦးကလည်းမှားချနေကြတာဖြစ်ပါတယ်ဒီလိုကြေကွဲဝမ်းနေစရာအိမ်မက်ဆိုးတွေကိုအဆုံးသတ်ချင်ပါပြီကျွန်တော်တို့ကလည်းဒီလိုမျိုးတံပိုးရှိတဲ့ရဲဘော်တွေကိုထပ်ပြီးမကြဆုံးစေချင်တော့ပါဘူးဒီတော်လည်းအိမ်ကြီးလည်းအမြန်ဆုံးပြီးဆုံးစေချင်ပါပြီအဲ့ဒီကြောင့်ကျွန်တော်တို့ကနွေဦးတော်လည်းအိမ်မှာနေတဲ့အတိုင်းပါဝင်ပြီး ရေပေါ်ရဲ့အသက်တွေကိုရသမျှကယ်နိုင်ဖို့အတွက်ကြိုးစားနေရတာလည်းဖြစ်ပါတယ်။ဆုံရှုံရမှုတွေဟာရှင်နဲ့မရပါပဲ။ဝမ်းနေရတယ်၊စုနေရတယ်၊ခြေခွဲရတယ်။ဒီလိုဆုံရှုံမှုတွေကိုထပ်ပြီးမှတ်တမ်းမှတ်တင်ရင်တော့ပါဘူး။ဒါပေမဲ့လည်းတိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ရင်းမြင့်မြတ်စွာအသက်ဘေးလူကြာဆုံးသွားခဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကတော်လန်ရဲ့သူရဲကောင်းအာဇာနည်တွေဖြစ် မှတ်တမ်းတင်ထားပေးရမှာလေဖြစ်ပါတယ်။အဖိနှိတ်ခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တော်လန်ရင်တပိတ်ချင်း9မိုင်တိုက်ပွဲမှာမြမျက်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့မိုးကုတ်ပြူဟာမှရဲဘော်ဝေလင်းကျော်ခေါ်ရဲဘော်ထွားကြိုင်အားကျွန်တော်တို့စပုတ်ပြည်ရဲ့မြန်မာမှာလည်းအလေးနီပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့ဆိုလိုနိနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနေ့ဦးတော်လိုင်းတမိုင်းကဘယ်တော့မှ မိတ်သွားလိမ့်မည်။ဟောက်ပါ။ကြာဆုံးရတဲ့ရဲဘော်ကောင်းရာဒုက္ခတိလာပါစေ။ဖက်စစ်အကြပ်ဆက်အနာရှင်ကိုအမြင့်ပြတ်ခြေမုံရင်နေဦးတော်လည်းမှာကြာဆုံးသွားခဲ့ရတဲ့ဒွေကောင်းအာဇာနည်ကိုခြေခွဲဝမ်းနဲ့ဂုံယူလေးစားခြင်းမြောက်စွာဖြင့်အလေးနီပြုမှတ်တမ်းတင်နေတဲ့စပုတ်ပီဒီအေမြန်မာဂျူဂျူ channel ကိုနားဆင်နေကြရတာပဲ ဖြစ်ပါတယ်။စပူပီရဲ့မြမ YouTube channel ကို ကြည်ရင်တော်လန်ရေးမှာတတောင်တနေရာကနေပါဝင် နေရဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။မြင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကို မှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာ မြန်မာတွင်ဥတော်လန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလို့ပဲ ဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ရွေပဲဖြစ်စီလက်နက်မကင်ရွေပဲဖြစ်စီ တိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ရဲ့မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်